ုံးမဲမင်္ဂလာပါရှင်။ရိုးရိုးလင်းကချင်း channel ကနေပြန်လည်ကြည့်ဆူလိုက်ပါရရှင်။ဒီတစ်ပတ်မိုးရီကလည်းအရန်ရွာပြီးတော့ရာသီတုတ်ကွေးဖြစ်ထားကြတာဆိုလေ။အိမ်မှာကတွင်ပြက်နေကြရယ်ပေါ့နော်။ဒီနေ့ရှူးရှူးရှဲရှဲလေးနဲ့အရန်ဆောက်လို့ကောင်းတဲ့ပစုံအစိမ့်တုတ်ပေါ့နော်။ပစုံစိမ့်ကိုလေးကိုလက်ပြတ်သွားမှာဖြစ်ပါရရှင်။ပစုံစိမ့်ကိုလေးနဲ့ထမင်းစားမယ်ဆိုလို့ရှိရင်တော့ထမင်းအရန်ကိုမြင်တာ။ပစုံစိမ့်ကိုလေးကိုဘယ်လိုတုတ်လဲဆိုတာအတူတူလက်ကြည့်လိုက်ရအောင်နော်။ ပစွန်စိတ်ကောထဲမှာထည့်ရမယ့်ပိုင်ရင်ပစ္စည်းလေးတွေနဲ့တွေ့စရာလေးတွေကိုအစင်သိပြထားလိုက်ပါတယ်ရှင်။ပစွန်စိတ်ကောလုပ်ဖို့အတွက်အရင်ဆုံးပစွန်အရင်ခိုင်ပါမယ်ရှင်။ဒါကတော့ရေငန်ပစွန်ပေါ့နော်။ဒီချိုပစွန်လေးနဲ့တုတ်တာလေးပို့ပြီးတော့အရသာရှိပါတယ်ရှင်။ဆွန်လေးတွေကလက်လက်ဆက်ဆက်လေးဆိုတော့လေအသားလေးတွေကတော့ဖြူခွေးနေပါရဲ့ရှင်ပြီးလို့ရှိရင်တော့ကြောကအညစ်ကြေးလေးတွေထုတ်လိုက်ပါမယ်ရှင် ွေကတော့ကြောဝအညစ်အကြေးလေးတွေကိုလေဒီလိုလေးဖယ်လိုက်ပါရရှင်ဒီလိုကြောဝအညစ်အကြေးမဖယ်ဘဲနဲ့တုံးမယ်ဆိုလို့ရှိရင်တော့စားလိုက်လို့ရှိရင်အခက်မသိဘဲနဲ့ဝမ်းရှိုးတာတွေပါနေဖြစ်တတ်ပါရရှင်အဲအလုံးဖယ်ပြီးပြီဆိုလို့ရှိရင်တော့ရေကို၄၅ကြိမ်လောက်ဈေးလိုက်ပါမယ်ရှင်။ရေကိုတော့တခြားလေးဈေးရတာပေါ့နော်။အလုံးဈေးပြီးပြီဆိုလို့ရှိရင်တော့အရင်ဆုံးစားလေးနဲ့နေပါမယ်ရှင်။စားဝင်အောင်လို့အရင်နေပေးရတာပေါ့နော်။ ွားဝေးပြီဆိုလို့ရှိရင်တော့လက်လေးနဲ့လေညံ့နေအောင်လို့ခြေပေးပါမယ်ရှင်။ဆွေကတော့လက်နဲ့ပဲခြေလိုက်တယ်ပေါ့နော်။ဒီလိုလက်နဲ့မခြေဘူးဆိုလို့ရှိရင်တော့တုံးနာလို့လှိတာလို့လုပ်လို့ရပါတယ်ရှင်။အစုံလေးတွေအလုံးညက်ပြီဆိုတော့မှတန်မြာရည်လေးညှစ်ထည့်ပါမယ်ရှင်။ဒီမှာတံမြရာရင်မဟုတ်ပဲနဲ့လေရှောက်ရည်တို့ဗနေဂါရည်တို့နဲ့လည်းတုံးလို့ရပါတယ်ရှင်တံမြရာရည်လေးထည့်လိုက်တော့လေပစုံအသားလေးတွေကတော့ဒီလိုဖြူဖွေးလာတာပေါ့နော် ။ပစွန်စင်ကောလုတ်တာလေငါစင်ကောလုတ်တလို့တော့မကြောက်ဘောနော်။ငါစင်ကောကတော့ကြကြလေးစိန်ရတယ်။ပစွန်စင်ကောကတော့ခဏလေးစိန်ရပါတယ်ရှင်။ပစွန်လေးတွေအချင်းနဲ့စိန်ထားတော့မှစစ်တော်နေလေးလှီးပေးပါမယ်ရှင်။အနက်လေးမွှေးအောင်လို့ဇပင်လင်လေးပါလှီးပေးပါမယ်ရှင်။ပြီးရင်တော့တံမြာသီးလှီးမယ်။ကျွတ်သွန်ဖြူနဲ့ငေယူသီးဆေးလေးကိုညက်နေအောင်လို့ထောင်ပေးပါမယ်ရှင်။ ညင်တော့ခုနပပလေးထားတဲ့စပင်လင်လေးထည့်ပြီးတော့ညနေအောင်လို့ထားလိုက်ပါမယ်ရှင်။အချင်းနဲ့စိန်ထားတဲ့ပစုံလေးတွေကြက်ပြီဆိုရင်ပပလေးထားတဲ့ကြက်တော်နေထည့်မယ်။ဘလို့ရှိရင်တော့ငြုတ်သီးကြက်တော်ဖြူနဲ့စပင်လင်လေးထောင်းထားထည့်ပါမယ်ရှင်။အရသာမိုးလေးအနေငယ်ထည့်ပြီးတော့အားလုံးကိုတမသွားအောင်လို့နေလိုက်မယ်နော်။ ပဇွန်စိန်ကောတို့အနက်လေးကတော့မှုင်းနေတာပါပဲရှင်။ဆေးကလေပဇွန်စိန်ကောတို့ငါးစိန်ကောတို့တို့လို့ရှိရင်ဒီလိုငယ်ဦးသေးစိန်လေးနဲ့တုတ်တာတော့ပူလို့ကြိတ်ပါရဲ့ရှင်။အရသာမိကြီးတာအချင်းလေးလို့နေရတဲ့တန်မြာကြီးလေးထည့်လိုက်ပါမယ်ရှင်။ပစုံစိန်ကတော့အနက်လေးကတော့မှွေးနေရပဲတုတ်ရင်းနဲ့တော့မှတည်ရအောင်ကြာလာပြီ။ ရသာရပြီဆိုတော့စားဖို့ပြင်လိုက်ပါမယ်ရှင်။အနက်လေးမွေးအောင်လို့ပပလီတာတဲ့ရှောက်ရက်လေးထည့်ပါမယ်ရှင်။ပြီးရင်တော့မြေုပ်ကောင်းမှုလေးထည့်ပေးပါမယ်ရှင်။ချစ်ချစ်ဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းတဲ့ပစုံစိန်ကောတုပ်လေးရင်ပစုံစိန်ကောတုပ်လေးနဲ့လိုက်တဲ့ဒီတွစရာလေးတွေနဲ့ထမင်းစားကြပါအောင်ရှင်။ဆုံးစိတ်ကတော့နဲ့ဆိုလို့ရှိရင်တော့ဒီတီဟိုရွက်နုလေးနဲ့ကတော့အရန်လိုက်တာပေါ့နော် ဒီလိုမိုးရသည်မှလည်းရာသီတက်ကွေးလေးတွေဖြစ်ပြီးတော့ကတွင်းပြက်နေပြီဆိုလို့ရှိရင်တော့ဒီလိုချစ်ချင်းဆက်ဆက်လေးနဲ့သုတ်စားလို့ရတယ်။ပစွန်စိန်ကောတုတ်တို့ငါးစိန်ကောတုတ်တို့နဲ့ထမင်းစားမယ်ဆိုလို့ရှိရင်တော့ထမင်းတော်တော်လေးကိုမြင်စေပါရဲ့ရှင်။ပစုံစိတ်ကောတုတ်နီလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်။ဘိုင်ဘိုင်။